နေပြည်တော်မှာအင်အားအသင့်တင့်ရှိမြင်းကလင်းတစ်ခု normal 16ရက်ဒီနေ့မှာထပ်မံလှုပ်ခတ်ခဲ့တယ်လို့မိုးလေဝသနဲ့ဇလပေရာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်လိုက်ပါတယ်။ငလင်းဟာ normal 16ရက်မိုးလွဲ2နာရီ52မိနစ်မှာ နေပြည်တော်စပူတီမြို့နယ်ရဲ့အရှိမြောက်ဖက်3မိုင်ခန့်အကွာကိုဗိုလ်ချက်ယူပြီးလှုပ်ခဲ့တာပါ။အင်အားအနေနဲ့3 raster scale အဆင့်သာရှိခဲ့ပေမဲ့တိတာခဲ့တယ်လို့ဒေတာကန်တွေကပြောပါရယ်။ အခုတစ်ခေါက်လှုပ်ခတ်ခဲ့တဲ့ငလင်ဟာမတ်လ28ရက်ငလင်ကြီးလှုပ်ပြီး244ကြိမ်မြောက်လှုပ်ခတ်ခဲ့တဲ့နောက်ဆက်တွဲငလင် ဖြစ်တယ်လို့လဲမူလဝတ္တနဲ့ဇလပေတာညွှန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါရရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းကလာတဲ့ကုန်တင်ရင်နဲ့ကားအသေးအစီး90ကျော်ကိုစစ်ကောင်စီတပ်ကတန်ရမ်းမြို့နယ်နမ်လန်ရွာမှာဖမ်းဆီးပြီးနိုမာလာ18ရက်မှာရက်စောက်ရဲစခန်းကိုလွှဲပြောင်းလိုက်တယ်လို့ကုန်တင်ရင်မောင်းနေစီကနေသိရပါဗျ။ နမ်လန်ကြောက်ကူအင်တော်ရက်ဆောက်လမ်းကနေပြီးတော့တရုတ်ကုန်ပစ္စည်းတွေတင်လာတဲ့ကုန်ကားတွေအပါအဝင်ကားအစီး90ကျော်ကိုစစ်ကောင်စီရဲ့ဘာထူးတပ်နယ်ကဖြူဟာမှုကိုတိုင်းနိုမာလ73ရက်မှာဆင်ဖန်ခဲ့တာလို့သိရပါဗျ။ကားတွေနဲ့အတူကားသမားတွေကိုမှတ်ပုံတင်တွေကအစာသိမ်းထားပြီးဘာကြောင့်ဖမ်းနေဆိုတာကိုတော့မသိရသေးဘူးလို့ကုန်တင်ရင်မောင်းတယောက်ကပြောပါဗျ။ လက်ရှိမှာစစ်ကောင်စီကနမ်လန်တီပေါ်မိုင်းရဲဘက်တွေကိုပိတ်ထားသလိုတီပေါ်မြို့အထက်တီပေါ်လာရှိုးတံတားကိုလည်းကိုကန့်တက်တဲ့စစ်ကောင်စီတပ်တို့ကအပြန်အလှန်ပိတ်ထားတယ်လို့သိရပါဗျ။နမ်လန်ဘက်မှာတရုတ်ကွန်ပစ္စည်းပါတဲ့ကားတွေကိုဖမ်းဆီးစစ်ဆင်နေပြီးကားတွေကိုရက်စောက်ပါထူးတက်ထဲကိုမောင်းသွင်းသွားတယ်လို့ဒေသခံတယောက်ကပြောပါဗျ။စစ်ကောင်စီဟာနောင်ချိုတီပေါ်နဲ့ကြောင်မဲမြို့တွေကိုပြန်လည်ထိန်းချုပ်ပြတဲ့နောက်မှာမန္တလေးတီပေါ်ပြောင်စုလမ်းမကြီးကိုလည်းထိန်းချုပ်ထားတယ်လို့သိရပါဗျ။ စကိုင်းတိုင်းကမ်းဘလူးခင်ဦးနဲ့ရေဦးမြို့အဆက်ကိုစက်ကောင်စီတပ်ကအင်အား300နီးပါးအုံပြပြီးစစ်ကြောင်းထိုးနေတဲ့အတွက်ဒေသခံထောင်ချီထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေကလည်းသိရပါဗျ။နိုမာလာ၁၄ရက်ကစပြီးကြောပြန်စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဟာဒီနေ့နိုမာလာ၁၈ရက်အထိရေဦးခင်ဦးကမ်းဘလူးအဆက်မှာစစ်ကြောင်းထိုးနေတဲ့အတွက်ကြီးရွာ၄၅ရွာကဒေသခံထောင်ချီထွက်ပြေးတိမ်းရှောင်နေကြရတာလို့ဆိုပါတယ် လက်ရှိမှာစစ်ကောင်စီတပ်စစ်ကြောင်းကခင်ဦးမြို့နယ်ပင်စိန်ကင်းရွာဘက်ကိုရောက်နေပြီးနေအိမ်တွေမိရှုဖြက်စီခံရတာနဲ့အရသားတွေဖမ်းဆီးတပ်ဖြတ်ခံရတဲ့သတင်းတွေကိုအတိပြုလို့မရသေးဘူးလို့ဒေတာရင်းသတင်းတွေကိုဖော်ပြပေးနေတဲ့ Infinity Group တာဝန်ရှိသူတယောက်က TVB ကိုပြောပါရယ်အဲ့ဒီစစ်ကြောင်းမှာတက်မ33ခမရ361နဲ့ကြံဆိုင်ပြိုးရိတ်တက်အပြင်ပြူစောထီးတွေလည်းပါဝင်တယ်လို့ဆိုပါရယ် နိုမာလ12ရက်ကကမ်ဘလူနယ်ကနေခင်ဦးနယ်အဆက်ကိုအင်အားတရာဝန်းကျင်နဲ့စစ်ကြောင်းထိုးလာခြင်းပြည်သူ့ကာကွယ်ပူးပေါင်းတပ်တွေကတိုက်ခိုက်ခဲ့တဲ့အတွက်ထိခိုက်ဒေဆုံးသူများပြီးနိုမာလ13ရက်မှာကမ်ဘလူနယ်ဘက်ကိုပြန်ဆုတ်သွားတဲ့တပ်ဖြစ်တယ်လို့လည်းသိရပါပါရှင်။ရခိုင်ပြည်နယ်ရသေးရောင်မြို့နယ်ဘာထလီကြီးရွာနဲ့နွားတင်းကုတ်ကြီးရွာတွေကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုအတွင်းအရသား9ရောက်ဒေဆုံးပြီးဒဏ်ရာရရှိသူ6ရောက်ရှိခဲ့တယ်လို့အရခတ်တော်အေအေကနိုမာလ16ရက်မှာထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ကနိုမာလာ16ရက်မနက်7:00နာရီလောက်မှာဘာထလီကြီးရွာနဲ့နွားတင်းကုတ်ကြီးရွာအတွင်းကို Jet Fighter နှစ်စီးနဲ့ Rocket နှလုံးပစ်ခတ်တိုက်ခိုက်ခဲ့တာလို့သိရပါဗျ။တိုက်ခိုက်မှုကြောင့်ဘာထလီကြီးရွာကကြီးရွာသား3ယောက်သေဆုံးပြီး4ယောက်ထိခိုက်ခဲ့ပြီးတော့နွားတင်းကုတ်ကြီးရွာမှာလည်းကြီးရွာသား2ယောက်သေဆုံးပြီး2ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ စစ်ကောင်စီရဲ့ဘာထလီကြီးရွာလေးချောင်းတိုက်ခိုက်မှုမှာရခိုင်ပြည်သူတွေအကြားလူသိများတဲ့လူမှုရေးတက်ကြွလှုပ်ရှားသူဦးအေးထွန်းဘူးလည်းတချို့နဲ့ဆက်လင်၅ဆင်းလည်းပျက်စီးခဲ့တယ်လို့အေအေရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။မကွေးတိုင်းကျောမြို့နယ်ကရွှေပင်ရွာကိုနိုမာလာ16ရက်မှာစစ်ကောင်စီတပ်စစ်ကြောင်းကမီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် လူနေအိမ်တွေရွာလုံးကျွတ်နေပါမီးလောင်ပျက်စီးခဲ့တယ်လို့ဒေသခံတွေကလည်းသိရပါဗျ ကျုံမြို့ခြေဆိုင်ကပါစာ23စစ်ကြောင်းကကျုံမြို့ထဲမှာရှိတဲ့ရွှေပင်ရွာကိုဝင်ပြီးမီးရှို့ဖျက်ဆီးခဲ့တဲ့အတွက်ဖုံးကြီးကျောင်းအပါအဝင်ရွာလုံးကျွတ်နီးပါးမီးလောင်သွားတယ်လို့သိရပါတယ်။ရွှေပင်ရွာကိုဝင်ပြီးမီးမရှို့ခင်နေ့လယ်ပိုင်းလောက်မှာတနအီခွဲကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ဘက်ကအထိခိုက်များခဲ့တဲ့အတွက်ရွာထဲဝင်ပြီးနေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာလို့ခံကောခရိုင်ပကဖတပ်ဖွဲ့ဝင်တယောက်က DVB ကိုပြောပါတယ်။ ရွှေပင်ကြီးရွာကဒေသခံတွေကတော့ဘေးလွယာနေရာတွေမှာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဆိုပါတယ်။ရွှေပင်ကြီးရွာဟာကျောမြို့ကပါစာ23နဲ့ပေါင်းမြို့ကပါစာ24ဆက်ယုံနှစ်ခုကြားမှာတည်ရှိပြီးတော့အင်ဂျီ60နီးပါးရှိတဲ့ကြီးရွာတွေရွာဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်စစ်ကြောင်းကနိုမာလာ18ရက်ညနေပိုင်းအထိရွှေပင်ကြီးရွာအနီးမှာရှိနေတဲ့အတွက်စစ်ရေးအခြေအနေဆက်လက်တင်းမာနေတယ်လို့လည်းသိရပါတယ်ရှင်။ ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်နဲ့စစ်တွေမြို့နယ်တို့ကိုနိုမာလာ18ရက်တည့်အထက်မှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု9ကြိမ်အထိပြုလုပ်ခဲ့တယ်လို့အရခတ်တတော် AA ကသတင်းထုတ်ပြန်ပါတယ်။ကြောက်ဖြူမြို့နယ်ကြောက်ကလေးကြီးရွာကိုနိုမာလာ18ရက်နေ့လယ်12နာရီခွဲမှာပေါင်900ဘုံနှလုံးကျဲချခဲ့တယ်လို့လိတ်တင်ကြီးရွာစာတင်ကြောင်းကိုလည်းနေ့လယ်12နာရီခွဲနဲ့12နာရီ39မိနစ်မှာ jet fighter တစ်စီးနဲ့အသေးခံ drone တစ်စီးအသုံးပြုပြီးတော့ထပ်မံလေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့တယ်လို့ AA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲ့ဒီလက်တင်ကြီးရွာစာတင်ကျောင်းဘုံကျဲတိုက်ခိုက်ခံရမှုမှာကျောင်းသားကျောင်းသူတွေကိုအချိန်မီကာကွယ်နိုင်ခဲ့ပေမဲ့စာတင်ကျောင်းဆောင်တွေထိခိုက်ပျက်စီးခဲ့တယ်လို့ကျောင်းအနီးရှိတရိတ်ဆန်တချို့ထိခိုက်သေးဆုံးခဲ့တယ်လို့ဆိုပါတယ်။ဒါ့ပြင်စစ်တွေမြို့နယ်အမြင့်ကျွန်းတရာအနီးပတ်ဝန်းကျင်ကိုနိုမာလာ18ရက်ညနေ4နာရီခွဲမှာဝိုင်တွဲလျင်နဲ့ဘုံအလုံး60ကျဲချတိုက်ခိုက်ခဲ့တယ်လို့လည်းသိရပါတယ်။ ညနေ8:18မိနစ်လောက်မှာလဲကြောက်ဖြူမြို့နယ်မင်းရဲကြီးရွာနဲ့တန်ချောင်းကြီးရွာအနီးတွေမှာလေချောင်းပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဇင်ချောင်းကမ်းခြေမှာရှိတဲ့စစ်ကောင်စီရေတပ်ကနေလက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ထုတ်ပြန်ချက်မှာဆိုထားပါတယ်။ဒီတိုက်ခိုက်မှုတွေအတွင်အထိအခိုက်အသေးအပြောက်စီးရင်တွေကိုမသိရှိရသေးပဲနောက်ဆက်တွဲကိုဆက်လက်ထုတ်ပြန်သွားမယ်လို့လည်းပြောထားပါတယ်ရှင်။ ကရင်မျိုးသား CEO KNU ထိန်းချုပ်ထားတဲ့ဒေသတွေမှာ KNU မျိုးနယ်လုံးမှုဆောင်ကော်မတီအနေနဲ့ကရင်မျိုးသား CEO KNU ဘဟုရဲ့ရွေးကောက်ပွဲသဘောထားနဲ့အညီရက်တီမှာဖြစ်တယ်လို့ KNU ကထုတ်ပြန်ပါတယ်ပြည်သူတွေကိုလိန်လေလှည့်ပြနေတဲ့အတူအယောင်ရွေးကောက်ပွဲကိုခွင့်ပြုမှာမဟုတ်ပဲစန့်ကျင်သွားမယ်လို့နိုမာလာ18ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ထားတာပါပြည်သူတွေကိုစစ်အာဏာရှင်တပ်ဆိုးရှင်မဲ့အတူအယောင်ရွေးကောက်ပွဲမှာပူးပေါင်းပါဝင်တာမရှိပဲအကြမ်းမဖက်တဲ့နည်းနဲ့စန့်ကျင်ကြဖို့ ဆန္ဒမဲတွေကိုအလွဲသုံးစားမလုပ်ကြဖို့ KNU မြို့နယ်အလုံမှုဆောင်ကော်မတီကတိုက်တွန်းပြောဆိုထားပါတယ်။ဒါ့ပြင်စစ်ကောင်မရှင်ရဲ့စစ်မှုထမ်းဥပဒေနဲ့စစ်ဘေးဒဏ်တွေကြောင့် KNU ဒေတာရှိပြည်သူတွေဟာမိမိနေရက်တွေမှာအေးချမ်းစွာမနေရတဲ့အပြင်ချင်းချောက်ဖိအားပေးတာနဲ့အတင်းအဓမ္မမဲပေးစေခိုင်းတာတွေနဲ့ရင်ဆိုင်နေရတယ်လို့ဆိုထားပါတယ်။ဒါပြင်စစ်ကောင်မရှင်အနေနဲ့ရွေးကောက်ပွဲစနစ်ကိုပြည်သူတွေနားလည်ရခက်ခဲအောင်သူတို့လိုချင်တဲ့အဖြစ်ရရှိအောင်မဲပေးနည်းစနစ်တွေနဲ့ မဲဆန္ဒရှင်ပြည်သူတွေရဲ့သဘောထားကိုအလွဲသုံးစားလှုပ်ဆောင်နေတယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်ရှင်။ရခိုင်ပြည်နယ်မောင်တောမြို့နယ်မှာနိုမာလာ၁၄ရက်နဲ့နိုမာလာ၁၈ရက်ကမြေမြုံမိုင်းနှိမ့်မိပြီးအရဲသားတယောက်သေဆုံးပြီးတော့နောက်ထပ်အရဲသားတယောက်အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါရတယ်။ မောင်တုံးမြို့နယ်ခုံတိုင်ကြီးရွာကအသက်42နှစ်အရွယ်ဦးတောင်ရွိုင်းဟာရွာအနီးကတောင်တန်းပေါ်မှာဝါခုတ်သွားတဲ့အချိန်နိုမာလာ14ရက်ကမိုင်းနှိမ်မိခဲ့ပြီးစေကူတာဖို့သွားတဲ့အချိန်မှာတိတ်ဆုံးသွားတယ်လို့သိရပါဗျ။နိုမာလာ18ရက်ကလည်းမောင်တုံးမြို့နယ်ငန်းချောင်းမွတ်စလင်ကြီးရွာကအမျိုးသားတယောက်ဟာရွာနီးမှာကျွဲကျောင်းနေတဲ့အချိန်မြေမြုံမိုင်းနှိမ်မိပြီးခြေတစ်ဖက်ပြတ်တောက်ပြီးတော့ဒဏ်ရာအပြင်းထန်ရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါဗျ။ မောင်တော်မြို့နယ်မှာစစ်ကောင်စီတပ်ရှိနေချိန်ကကြေးရွာတိုင်းမှာစစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေနေထိုင်ခဲ့ကြသလိုလက်ရှိမှာလည်းမွတ်စလင်လက်နက်ကင်တွေလှုပ်ရှားနေတာဖြစ်ပါတယ်။ရခိုင်ပြည်နယ်ကမြို့နယ်တွေမှာစစ်ကြံလက်နက်နဲ့မြေမြုံမိုင်းတွေကြောင့်2025ခုနှစ်အတွင်းအရက်သားတိတ်ဆုံးသူနဲ့ထိခိုက်ဒဏ်ရာရရှိသူအယောက်30နဲ့အထက်ရှိနိုင်တယ်လို့ဒေသရင်းလူမှုကူညီပေးနေတဲ့အဖွဲ့အစည်းကလည်းသိရပါတယ်ရှင်။ပခိုးတိုင်းပောက်ခေါင်းမြို့နယ်ကျိုးပင်ဝိုင်းရွာကမင်္ဂလာဆောင်ကျင်းပနေတဲ့နေအိမ်ဤကို နိုမာလာ16ရက်မနက်9:00နာရီဝန်းကျင်မှာစစ်တပ်ကဘုံကျဲခဲ့တဲ့အတွက်ကိုဝင်ဆောင်အမျိုးသမီးတိစုံပြီးတော့အမျိုးသားတယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကနေသိရပါဗျ။ပခေါင်းမြို့နယ်6မိုင်လောက်ဝေးတဲ့ကျိုးပင်ဝိုင်းကြီးရွာကိုစစ်ကောင်စီတပ်ကဘုံကျဲခဲ့တာဖြစ်ပြီးအသက်35နှစ်အရွယ်ကိုဝင်6လလောက်ရှိတဲ့မတ်မမဝင်းတိစုံခဲ့ပြီးအသက်40ကျော်အရွယ်ကိုတန်းစောကထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ ကျွဖေဝမ်းရွာအနီးမှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲစစ်ကောင်စီတပ်ကအီလာလီတပ်ကနေတက်လာတဲ့ Jet Fighter နဲ့ဘုံနှလုံးကျဲချခဲ့တာဖြစ်ပြီးချောင်းကောင်းရွာဘက်ကနေလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ပြည်ခိုင်ပကဖတာဝန်ရှိသူက TVB ကိုပြောပါရယ်စစ်ကောင်စီတပ်ကပေါက်ခေါင်းမြို့ပေါ်မှာအထိုင်ချတက်ဆွဲနေပြီးအနီးနားကြီးရွာတွေဘက်ကိုတိုက်ပွဲဖြစ်ပွားတာမရှိဘဲလေကြောင်းတိုက်ခိုက်တာတွေပြုလုပ်နေတဲ့အတွက်ဒေသခံတွေအနေနဲ့လေကြောင်းရန်ကိုအထူးသတိပြုနေထိုင်ကြဖို့တော်လှန်ရေးတပ်ဖွဲ့တွေကတိုက်တွန်းထားပါရယ်ရှင် စကိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်းနဲ့ကံကောမြို့နယ်တွေကိုစစ်ကောင်စီတပ်ကနိုမာလာ16ရက်ကစပြီးဇက်တိုက်ပုံကျဲတိုက်ခိုက်နေတဲ့အတွက်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေကပြောပါရယ်စစ်ကောင်စီတပ်ကနိုမာလာ16ရက်နဲ့18ရက်မနက်မှာကလေးမြို့နယ်တောင်ပိုင်းပုံတောင်ဘက်ကိုဝိုင်တွဲနဲ့ပုံကျဲတိုက်ခိုက်တဲ့အပြင်နိုမာလာ18ရက်မနက်9:00နာရီနဲ့10:00နာရီမှာလဲမကွေးလီတပ်ကတက်လာတဲ့ဝိုင်တွဲစစ်ထောက်ပို့ပုံကျဲလီရင်တစည်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ တတအူးကနေတက်လာတဲ့ jet fighter နဲ့လည်းနှစ်ကြိမ်ဘုံကျဲတိုက်ခိုက်သွားတယ်လို့သိရပါဗျ။စစ်ကောင်စီတပ်ကဇက်တိုက်ဘုံကျဲနေတာဖြစ်ပြီးစစ်ရေးတင်းမာနေတဲ့အတွက်ထိခိုက်မှုအခြေအနေတွေကိုထုတ်ပြောလို့မရသေးဘူးလို့ကလေးမျိုးတော်လိုင်းတပ်ဖွဲ့ဝင်တယောက်က DVB ကိုပြောပါဗျ။ခံကောမျိုးနဲ့ဆမ်းမျိုးရွာအနီးကိုလည်းနိုမာလာ၁၈ရဲ့မနက်၉နာရီခွဲအချိန်မှာ jet fighter နဲ့တစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါဗျ။ စစ်ကောင်စီတပ်ဟာမကွေးတိုင်းရောနယ်ပေါန့်နယ်နဲ့စကိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်းနေရာတွေကိုစစ်တိုက်စစ်ကြောင်းထိုးနေတဲ့အတွက်ဒေသခံထောင်ချီပြီးထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်းသိရပါတယ်ရှင်။ပြီးခဲ့တဲ့စက်တင်ဘာလ15ရက်မှာတော်လိုင်းတပ်ဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်ထားတဲ့စကိုင်းတိုင်းအထက်ပိုင်းကဗမောက်မြို့ကိုစစ်ကောင်စီနဲ့ SNL ပူးပေါင်းတပ်ဖွဲ့တွေကတံပြန်ထိုးစစ်ဆင်နေခဲ့ပြီးနိုမာလာလယ်မှာတော့မြို့အနီးပတ်ဝန်းကျင်အထိရောက်လာနေပါပြီ။ ဒါကြောင့်နှစ်ဖက်တိုက်ပွဲတွေဆက်ပြင်းထန်နေတယ်လို့ဗမောက်သတင်းရင်းမြစ်တယောက်ကပြောပါရယ်စစ်ကောင်စီနဲ့ရှမ်းပြည်အမျိုးသားများတက်မတော့ SN ပူးပေါင်းတက်တွေဟာနည်းပညာမြင့် drone တွေအပါအဝင်လေကြောင်းကနေအပြင်းထန်တိုက်ခိုက်နေတာကြောင့်တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေတယ်လို့သိရပါရယ် SNA နဲ့စစ်ကောင်စီပူးပေါင်းတက်တွေရဲ့ထိုးစစ်တွေကြောင့် တော်လန်ရေးတပ်ဖွဲ့တွေဘက်ကတက်စခန်းတွေကိုနောက်ဆုတ်ပေးလိုက်ရတဲ့အခြေအနေတွေလည်းရှိနေပြီးဗမောက်မြို့အနီးကတော်လန်ရေးတပ်ဖွဲ့တွေနေရာယူထားတဲ့နာတလအကြောင်းကနေလည်းဆုတ်ခွာပေးထားရတယ်လို့သိရပါဗျ။နှစ်ဖက်တိုက်ပွဲတွေအတွင်းလက်နက်ကြီးလေကြောင်းနဲ့ဒရုန်းတံတွေကြောင့်နာတလအကြောင်းအဆောက်အုံအများစုဟာလည်းထိခိုက်ပျက်စီးခဲ့တယ်လို့ဗမောက်စီရေးသတင်းရင်းမြစ်ကပြောပါဗျ။နှစ်ဖက်အပြန်အလှန်တိုက်ပွဲတွေကြောင့်ဗမောက်မြို့အနီးကခမိုး၊မြစ်သေးချင်း၊စက်တော်၊နာယကာ၊ပေကုံး နာရော့ကြီးရော်တွေကပြည်သူတွေဘေးလွရာမြို့တွေကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်ရှင်မကွေးတိုင်းပေါ့မြုတ်နယ်ခြိုင်သောအောက်စုရွာကဒေသခံတယောက်ကိုနိုမာလာ18ရက်မှာစစ်ကောင်စီတပ်ကတပ်ဖြတ်ခဲ့ပြီးနိုမာလာ17ရက်နေ့လပိုင်းအထိရွာကိုမီးရှို့နေတယ်လို့ဒေသခံတွေကပြောပါရယ် ေါင်းမြုတ်နယ်ရွှေဘုံသာရွာကပြူစောထီနဲ့စစ်တပ်ပူးပေါင်းစစ်ကြောင်းကနိုမာလာ၁၈ရက်မှာခြိုင်ဆောင်အောက်စုရွာတွေကိုဝင်လာပြီးကိုတင်မောင်ထေးဆိုသူကိုတပ်ဖြတ်ပြီးတော့ရွာကိုမီးရှို့နေရလို့ဆိုပါတယ်။စစ်ကြောင်းကရွာတွေကနေပြန်မထွက်သေးတဲ့အထက်ကိုတင်မောင်ထေးရဲ့အလောင်းကိုမကောက်ရသေးဘူးလို့စစ်ကြောင်းဖမ်းဆီးချိန်ထွက်ပြေးနိုင်ခဲ့တဲ့ဒေသခံရွာသားတယောက်ကပြောပါတယ်။စစ်ကြောင်းအတွင်းမှာလိုက်ပါလာတဲ့ပြူစောထီရင်တဲ့စစ်သားတွေဟာအရက်နဲ့စိတ်ကြွမှုရစ်စေဝါတွေတုံးဆွဲထားတယ်လို့လည်းဆိုပါတယ် စစ်ကောင်စီတပ်စစ်ကြောင်းကြောင့်ပေါင်းမြို့နယ်၁၂မိုင်နီးပါးဝေးတဲ့ခြိုင်ဆောက်အောက်စုနဲ့အထက်စုနှစ်ရွာကဒေသခံတွေနဲ့အနီးအနားကျေးရွာတွေကပြည်သူတောင်းနဲ့ချီနေရွှန့်ခွာနေကြရတယ်လို့လည်းသိရပါရဲ့ရှင်